တိခန့်ခြင်း၏အကျိုးရှေးလွန်လေပြီးသောအခါဘာရာဏသီပြည်တွင် ကလာဘူးမင်းအုပ်ဆိုးစဉ်ကတိ80ကျွေဝသောလူလင်တဦးရှိလေတဲ့အမိကားကုံနာလလူလင်ဟုခေါ်တွင်လေတဲ့ထိုလူလင်မှာအရွယ်ရောက်သောပညာသင်ယူပြီးတက်မြောက်ပြီးစီးချိန်တွင်မိဘနှစ်ပါးလုံးမှကွယ်လွန်သွားလေတဲ့ထိုသို့မိဘနှစ်ပါး၏ကွယ်လွန်မှုကြောင့်လူလင်မှာတတိတံဝေကရသောကပိုင်ဆိုင်သမျှပစ္စည်းအလုံးကိုလှူဒန်းစွန့်ကြဲလို့ ဟိမဝန္တာတော်ထဲတွင်ယတိဝုလျက်နေထိုင်နေတယ်။တနေ့တွင်ယတိမှာချင်းစားမိဝဲရန်ဗာရာဏသီပြည်သို့ရောက်လေသောစစ်သူကြီးမှကြီးညိုသောကြောင့်ယတိတရင်တုံးရန်မင်းကြီးရင်တွင်၌ကြောင်းဆောင်ဆောက်လုပ်လို့ကူးကွယ်ထားလေတယ်။တနေ့တော့ကလာဘူးမင်းမှာအရက်တေစာတောက်စားပြီးကချီတင်များခြံရန်လျက်ညင်တော်တွင်တွင်မင်းစည်းစိမ်ကိုခံစားနေလေတယ်။ကလာဘူးမင်းသည်မင်္ဂလာကြောက်ဖြာပေါ်၌အမျိုးသမီးတဦးရင်ခွင်တွင်ကျင်းဆက်နေလေတယ်။ ကာချီတီတို့ကလည်းတီဆိုတီမုတ်ကခုံများနဲ့ဖြောပြေးနေရမင်းကြီးအိပ်ပျော်သွားသဖြင့်ကာချီတီအုပ်စုသည်ငြင်းရင်တွင်းသို့လှဲ့လေကြည့်ရှုကြလေ။ထိုအခါအင်ဂျင်ပင်ရင်တွင် ထိုင်ကာတရားအာရုံပြုနေသောရတ္တိမင်းအားကြီးညိုလာသဖြင့်ဝင်ရောက်ရှိခိုးကြလေ။ထို့နောက်တရားတော်များချီးမြှင့်ပေးလို့ဆုံးမတော်မူပါရန်လျှောက်ထားလေ။တို့နှင့်ဖျားအလောင်းရတ္တိမင်းလည်းတရားရည်အေးများဟောကြားပေးသောကာချီတီများမှာကောင်းစွာနာယူကြလေ။ အချိန်တန်ကြာသောကလာဘူးမင်းသည်အိတ်နေရာမှနိုးလာပြီးကချီတေများကိုမမြင်သောရင်ခွင်အပ်လို့ဂျိမ်းဆက်နေသောအမျိုးသမီးကိုမေးလေတယ်။အမျိုးသမီးကအချိုးအချောင်းကိုရှောက်ထားသောမင်းကြီးသည်ဒေါသအမျက်ထွက်လို့တန်လျက်ကိုဆွဲကင်ကရက်သိမင်းထံအပြေးလွှားသွားလေတယ်။တရားဟောနေသောရက်သိကိုတွေ့သောဒေါသဖြင့်အော်ဟစ်မေးမြန်းလေတယ်။ရက်သိအားမြည်သည့်ဝါရကိုခံယူထားသည်ဟုမေးလေသောရက်သိမှခံဒီဝါရကိုခံယူထားကြောင်းဖြေကြားလေတယ်။ ခန္ဒီဝါဒကမိမိကိုဆဲရည်လာသူအားဖြစ်စေရိုက်ပုတ်ညင်းဆဲသူအားဖြစ်စေအမျက်တော်သမထွက်ပဲတီးခန့်ခြင်းဖြစ်ကြောင်းရှင်းလင်းပြောပြတော်မူလေ။ထိုအခါကလာဘူးမင်းမှာအာနာပါကွက်သားများကိုခေါ်လို့ဆုတက်ထားသောချိန်ဖြင့်ယတိအားရိုက်နှက်စေပါလေ။ယတိမှာခွန်းတုတ်ပြန်ခြင်းမပြုပေထိုအခါမင်းမိုက်သည်ယတိဤလက်နှစ်ဖက်နှင့်ခြေနှစ်ဖက်တို့ကိုဖျက်စေပြန်လေ။ဤဒီကိုလည်းယတိမှာမမှုလေသောယတိဤနားနှာခေါင်းတို့ကိုဖျက်စေပြန်လေ။ ယတိကာတီးခံရတာနေလေတဲ့တို့နှစ်တဖန်မင်းမိုက်မှာယတိအားရင်ဝကိုခြေတော့ဖြစ်ကံကာထွက်ခွာသွားလေတဲ့မကြမီစစ်သူကြီးရောက်လာတော့ယတိဒံရများကို ပြုစုပေးလေတဲ့စစ်သူကြီးမှာကလာဘူးမင်းကျူးလွန်တော့အဖြစ်ကိုထိုမင်းကိုသာအဖြစ်တင်မှာပြည်သူများကိုတော့အမျက်ထွက်တော်မမူပါနဲ့ဟုတောင်းပန်လေတဲ့ယတိကငါတီမီသူကိုမျှအမျက်မထွက်ပါ ။나이치레나네နှာခေါင်းတို့ကိုဖြတ်ခဲ့တော့မင်းကိုတတ်တော်ရှိပါစေဟုဆုတောင်းပါတယ်ဟုဆိုလေတယ်။သို့တော့မကောင်းမှုပြုခဲ့တော့ကလာပူမင်းသည်အပြစ်မှမလွတ်ငြင်းရင်တကားဝသို့အရောက်တွင်မြေမျိုးခံရပြီးအနှိမ့်ဆရောက်သွားလေတယ်။ရတေးသည်လည်းထိုနေ့တွင်ပင်လွန်တော်မူလေတယ်။စစ်သူကြီးမှာမင်းပရိသတ်နဲ့ပြည်သူအပေါင်းရှိတွင်ယတိမြတ်၏အလောင်းတော်ကိုပူဇော်လို့ရိုသေစွာတကြုတ်ခဲ့လေတယ်။ ယသိမြတ်သည်ကောင်းရာသူကတိသို့လာပြီးဘဝများစွာကျင်လည်ပြီးနောက်နောက်ဆုံးဘဝတွင်ဂေါတမမြတ်စွာဘုရားဖြစ်သူရောက်ရှိတော်မူခဲ့လေတယ်။ဖို့ပြပါအကြောင်းအရာကိုထောက်ရှုခြင်းအပြင်တီးခန့်ခြင်း၏အကျိုးသည်လက်ရှိဘဝတွင် အကျိုးများစေနိုင်ုံသာမကတမလွန်ဘဝများအထိကောင်းကျိုးခံစားရကနိဗ္ဗာန်ထိတိုင်အောင် ကောင်းကျိုးပေးနိုင်လောက်သောကြီးမြတ်လာတဲ့မင်္ဂလာတစ်ပါးဖြစ်ကြောင်းသိရှိနိုင်ပါသည်။